ဓမ္မဖြစ်ဓမ္မပြတ်တာပဲရှိတယ်ဆိုတော့ဓမ္မရံကြီးဓမ္မတစ်ခုလျှောက်ပြီးဓမ္မတစ်ခုပေါ်လာပဲဥပါဝံဒီပြင်ပါရှိသေးတယ်မှန်ပါပါဘယ်ပုဂ္ဂိုလ်သတ္တဝါရှာလို့ရတယ်မရပါဘူး။အော်ပုဂ္ဂိုလ်သတ္တဝါဆိုတာကိုဆရာဘုန်းကြီးကလည်းဟောလိုက်ကိုရင်ကြီးတော့လေဒီတိုင်းတွေ့ရပါတယ်လို့ဆရာဘုန်းကြီးဟောတာနဲ့ကိုရင်ကြီးတော့လေဒီတိုင်းပဲဆိုတာပြန်ဒါပြန်ဟုတ်ပြီလို့သာနောက်ကသေးချာဆုံးရတဲ့ချလို့ ရှိလို့ရှိရင်ဒါသောတာပန်ပဲမှန်ပါဘူးသဘောကျလားကောင်းပြီဒါဖြင့်ဒကာရမတို့အမတန်နေရကြတယ်အမြင်မှန်ပဲဆိုတာသဘောကျပြီမှန်ပါဘူးဒါအမြင်မှန်တော့မှန်ပါဘူးဒီနေ့ဘာဟောနေတယ်လို့မေးလို့ရှိရင်ဖြင့်မနေ့ကဥပက္ခဏညာကမဲ့ညာကူးတော့သောတာပန်တည်သွားတာကိုဟောပြရဖြစ်လေသောကြောင့်သောတာပန်ပုဂ္ဂိုလ်ကိုဟာကိုဖြစ်တယ်မဖြစ်တယ်ကိုဟာကိုအဆုံးမြတ်ချက်ချနိုင်တယ်လေးချက်ကိုဟောနေတာမှန်ပါဘူး သဘောပါကြသောတာပန်ဖြစ်ပြီးတော့ဒီလေးချက်ဟာကိုဉာဏ်နဲ့မှချင်းရှင်းရှင်းလင်းလင်းဖြေရမယ်ဥက္ကမောင်ရမှန်ပါဗျာပုဂ္ဂိုလ်တ attva မရှိဘူးလို့ယုံမှားခြင်းကိုလွန်မြောက်ရမယ်မှန်ပါဗျာပုဂ္ဂိုလ်တ attva လုံးဝမရှိဘူးလို့တွေးတောခြင်းနဲ့ကင်းရမယ်မှန်ပါပုဂ္ဂိုလ်တ attva လုံးဝမရှိဘူးလို့ရဲရဲတန်းတန်းနဲ့ဆုံးမဲ့နေချာမှန်ပါပုဂ္ဂိုလ်တ attva တွေကလည်းဆိုလို့ရှိရင်ဖြင့်တူဝပြောတဲ့ဉာဏ်နဲ့မရှိတာမဟုတ်ဘူးကျုပ်ကိုယ်တိုင်သိပြီးမရှိတာလို့လဲ ဆုံးခဲ့တဲ့ချအောင်မှာမှန်ပါဘူးအီလေးချက်နဲ့ညီလို့ရှိရင်ဖြင်းမနေ့ကဘုရားတဏ္ဍာန်ကမဲ့ညာကူးသွားလို့တကယ်သောတာပန်တည်သွားတဲ့ပုဂ္ဂိုလ်မှာဒီဉာဏ်လေးခုဒီပဲချိန်ကြည့်လိုက်ကြည့်လိုက်ပေါ်တာပဲမှန်ပါဘူးသဘောပါဗလားပါပါဗျာဒါဖြင့်ဒီဉာဏ်လေးခုတော့အရေးကြီးတဲ့ဘယ်ရှာတွေ့မလဲတွေ့ပါဗျာသဘောပါပြီနော်ပါပါကောင်းပြီဒါဖြင့် ဒဂရမတို့ဒီမြင်ရောက်ဖို့ရခဲရင်သလားမခဲရင်ဘူးလားဆိုတော့ဥက္ကမောစဖြေကြည့်တာမခဲရင်ပါဘူးဗျာရှုကြည့်ပါဗျာမှန်ပါပါရှုကြည့်ပါဒဂရမတွေခန္ဓာကိုယ်ကမှရှုကြည့်ပါစားရင်လည်းဒီကလေးပေါ်လာတယ်ရှိသေးရဲ့မရှိပါဘူးပေါ်ပြီးကြက်သွားတာဘယ်အောင် နာတော်နာဟုတ်သေးရလားမဟုတ်ပါဘူးဖေဟုတ်နဲ့စားကျင်တဲ့စိတ်ပါလို့ဆိုနေတဲ့ဥစ္စာစိတ်ဆိုတာဝိညာဉ်နဲ့ခန္ဓာပေါ့မှန်ပါပါဝိညာဉ်နဲ့ခန္ဓာပြည့်ဝိညာဉ်နဲ့ခန္ဓာပြည့်တာပဲမှန်ပါပါနာပါသေးလားမှန်ပါပါရောလိုက်တာဆိုတော့ဒုက္ခဝိညာဉ်လေးပေါ့မှန်ပါပါအဲဒီနေရာမှာပဲချုပ်သွားတယ်ဆိုတော့ဘယ်နှုံးနာပါမှာဒုက္ခဝိညာဉ်ပေါ်ဒုက္ခဝိညာဉ်ပြည့်တာရှိတာမှန်ပါပါ လေးလေးလိုက်လို့အေးလိုက်တာဆိုတော့အေးတဲ့ဒုက္ခဝေဒနာလေးကပေါ်တာပဲမှန်ပါဘူးအင်းတော့ကျတော့ဘ누구ပြတ်သွားတာလဲဒုက္ခပါပဲအေးတဲ့ဒုက္ခဝေဒနာကဒီနေရာမရှိတာပဲမှန်ပါဘူးအင်းဝေဒနာကလေးဝေဒနာပြတ်တာပဲရှိမှန်ပါဘူးဗန်ပုဂ္ဂိုလ်သတ္တဝါပါသေးတယ်မှန်ပါဘူးအဲ့ဒီလိုကြီးပဲဒကာရမတွေကဝေဒနာဖြစ်ဝေဒနာပြတ်တာပဲစိတ်ဖြစ်စိတ်ပြတ်တာပဲရုပ်ဖြစ်ရုပ်ပြတ်တာပဲဒီလိုကြီးပဲညာထဲမှာရှင်း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 မိဒ္ဓကလာနေမှာဆိုလို့ရှိရင်ဖြင့်ဩတကယ်ကို ယုံမှားတဲ့ရာလည်းမလိုပါဘူးတွေးတော့ကြရာလည်းမလိုပါဘူးရဲရဲတင်းတင်းပဲပုဂ္ဂိုလ်တ attva မရှိဘူးဆိုတာနေဖို့ပါပဲသူတို့ပြောတဲ့ညာနဲ့လည်းမဟုတ်တော့ပါဘူးကိုယ်တိုင်းလည်းသိကြပါပြီဒီလေးချက်စကားသုံးနိုင်ရမှာမှန်ပါပါဘုရားသဘောကျလားမှန်ပါပါဒီလေးချက်စကားသုံးနိုင်လို့ရှိရင်ခွင်းတဲ့ဓမ္မတွေကအိမ်မှနေရင်လည်းဖြစ်တယ်လို့အောက်မိပါမှန်ပါပါအိမ်မှနေရင်လည်းတွေးတယ် ဒီတိုင်းကပေါ်လာတာသာညာနဲ့သာတွေ့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 ပြီးဒီကရနေကြမယ်ဆိုရင်ဘာမှဝင်လေးစရာလုံးမဟုတ်ဘူးဆိုတာဆွမြဲချပါဥရတိုင်းတိုင်းလုံးပြာယောက်ျားရေမိန်းမရေရောဗျာနေတာဒီမှာမဟုတ်ပဲပဲဒီလိုနှောင်းကွန်းနဲ့ပြီးသွားတာပဲနှောင်းကွန်းတဲ့ဘူးပဲရေးကြည့်တယ်နှလုံးနဲ့တဲ့သွားရင်ပြီးတာပဲနှလုံးနဲ့တဲ့သွားတယ်ဆိုဝေဒနာပေါ်တာဝေဒနာပေါ်တယ်လို့ပြီးလိုက်ရင်နှလုံးနဲ့တဲ့ပြီမှန်ပါဘူးတပည့်ကြ ဒါကဝေဒနာပေါ်တာဝေဒနာပေါ်တာလေးကိုကြည့်ပြီးဒီကလားဒါဝေဒနာပေါ်တာပဲလို့ဆိုတော့နှလုံးသားကမတည့်သေးဘူးလားတည့်ပါတယ်ငါရိုက်တာဆိုတော့နှလုံးမှားမှန်ပါဗျာတပည့်ကြအဲနှလုံးသားတည့်သွားတော့ဝေဒနာပေါ်ရင်ဝေဒနာပေါ်တယ်လို့သိတာနှလုံးသားတည့်မှန်ပါဗျာစိတ်ပေါ်ရင်စိတ်ပေါ်တယ်စိတ်ပေါ်တယ်လို့သိလိုက်တာနှလုံးသားတည့်မှန်ပါနှလုံးသားတော့လို့ရှင်းဖြင့်ယောနိသမန္တိကာရဖြစ်တော်ဘုရားနှလုံးသားတည့်ပြီလို့ရှင်းဖြင့်ဒီတရားလေးကနောက်ကအနိစ္စ ဖြစ်ပြီးပြက်တဲ့သဘောလေးအနိစ္စညာလိုက်ဖို့ရဥက္ကမောအလွယ်လေးကျန်မှန်ပါဗျာပေါ်ရတာနှလုံးသွင်းတွေ့ပြီပြက်တဲ့အနိစ္စညာနောက်ကအလွယ်လေးလိုက်ရတာမှန်ပါဗျာဒါပြန်ဘာအရေးကြီးပါလိမ့်မလဲပေါ်ရပေါ်ရကိုနှလုံးသွင်းတဲ့ဖို့အရေးကြီးတယ်ဘယ်လိုကလေးပေါ်ရပေါ်ရကိုနှလုံးသွင်းတော့ဝေဒနာပေါ်ရင်ဝေဒနာကပေါ်တယ်လို့မှတ်စိတ်ပေါ်ရင်စိတ်ပေါ်ရအဲစိတ်ပေါ်တယ်လည်းမှတ်ပါတဲ့ဓမ္မတော်အဲ့ဒီကဲတော့မှတ်တာနှလုံးသွင်းကတဲ့သွားပြီရှင်မဖြစ် တရားကပဲဥက္ကမဟောသွားတာမှန်ပါပါဘုရားနှလုံးသားကဝေဒနာပေါ်တယ်ဆိုတော့ဝေဒနာပေါ်ပြီးဒီတိုင်းနေမဲ့တရားလားဗျာဟုတ်ပါဗျာပြည့်မဲ့တရားမဟုတ်လားဟုတ်ပါဝေဒနာပေါ်ပြီးတော့ဉာဏ်နဲ့ကြည့်လိုက်ဝေဒနာပြတ်သွားပြီဆိုတော့ဘယ်ပုဂ္ဂိုလ်သားတို့ကရောသေးလားမဟုတ်ပါဘူးရောစရာကိုပါသေးရလားမှန်ပါပါစိတ်ကလေးပေါ်လာတယ်ဆိုတော့နှုံမင်းတဲ့မှန်ပါအင်းပြတ်သွားတယ်ဆိုတော့ဘောရကဓမ္မတော့အနိစ္စညာဝန်းမလာဘူးမှန်ပါဒါဖြင့်ပရမနှလုံးမင်းတဲ့လို့ရှင်နောက်ကဥပဒနာညာမှန်ဖြစ်တယ်မှန်ပါပါဥပအောင်ပါတယ် ဥပဒနာညာအထူးလိုက်နေလို့နှလုံးတဲ့လို့ရှင်ဥပဒနာညာသိကြတာပဲနှလုံးသွင်းကငကုတ်ကမတဲ့ဘူးဆိုလို့ရှင်ဥပဒနာညာမလိုက်နိုင်ဘူးမှန်ပါဘူးတပည့်ကြဒါကြောင့်ယောနိတဘိက္ခုမနမိကရတော်အနုပ္ပနာယကုသလာဓမ္မဥပိသန္တိဥပ္ပနာယဘာဝနာပါရိပုရိင္ကေသန္တိဘုရားတေချာဟောတဲ့ငုတ်တော်မှာနှလုံးသွင်းမှတဲ့လို့ရှင်ကွာမဖြစ်သေးတယ်မဖြစ်ရမယ်ကွာ ဖြစ်ပြီးတော့မဲ့ဒီကားလို့ဆိုလို့ရှိရင်ဖြင့်တဲ့ပွားများခြင်းခဏခဏပွားများနေတဲ့အချိန်တွေရောက်လာတော့မှကွနှလုံးသွင်းတဲ့ဘုပဲရေးကြည့်တယ်မှန်ပါပါရှင်းကြပါလားရှင်းပါပါအဲပေါ်လာတဲ့ဓမ္မကိုပေါ်လာတဲ့ဓမ္မကိုသူ့နာမည်မပေးခြင်းထားပါတော့စာမတက်လို့နာမည်မပေးခြင်းထားပါတော့မှန်ပါအော်ဒါဓမ္မလေးပေါ်ပြီဓမ္မလေးပြတ်တယ်ဆိုရင်ကြိုက်ပါဘူးမှန်ပါစာတက်မှနာမည်ကပေးတတ်တယ်ဘူးမှန်ပါစာမတက်တဲ့ဘုကနာမည်ပေးခြင်းလို့မရပါဘူးမရတော့အော်ဒါလေးဟာဓမ္မလေးပေါ်လာပြီ အဲအခုဓမ္မလေးပြက်ပြီဓမ္မပေါ်လာတယ်ဆိုနှုံးမတဲ့ဘူးမှန်ပါဘူးဘုရားဘုရားလည်းဓမ္မပေါ်လာတယ်ဘုရားဘုကမမတဲ့သေးဘူးလားတဲ့ပါပါဘုရားအဲ့တော့ဒကာဓမ္မတွေအမ်းလျှော်နေလို့ခွန်ကြီးကအားပေးနေရှာတယ်လို့ဆိုရလဲမယူနဲ့အမှန်ပြောနေတယ်လို့ခင်ဗျားတို့ကဆုံးမရချတာမှန်ပါဘူးဟုတ်လားမှန်ပါဘူးအားပေးနေတယ်လို့ယူလိုက်လို့ရှင်းဖြင့်ခင်ဗျားတို့မှပေါ့သွားမှန်ပါဘူးမဟုတ်ပါဘူးတဲ့ဒီဆရာခွန်ကြီးကဟောနေတာကအားပေးနေတာမဟုတ်ဘူး အပန်ကိုပြောနေလို့ခင်ဗျားတို့ကအမှန်တိုင်းသာရှင်းဖို့ပဲရေးကြည့်မှန်ပါပါအပိနေတယ်ဆိုတဲ့ဥစ္စာကဥက္ကမေကလေးငိုတိတ်အောင်လုပ်တယ်နဲ့တဲတူမှန်ပါပါဟုတ်ကူလားကလေးငိုတိတ်အောင်ခင်ဗျားတို့ကကလေးတွေမဟုတ်ပဲသဘောကျလားကလေးတွေမဟုတ်ပါဘူးတဲ့အပိတာမဟုတ်ပါဘူးဒီအမြင်မှာဓမ္မပေါ်လာတယ်လို့သိလို့ရှင်တော်ပါပြီမှန်ပါဘာကြောင့်လဲဆိုတော့ဘယ်နဲ့တဲ့ကဘေးကနေပြီးတော့နာတဲ့သုဘဗုဒ္ဓတို့လို့ ပုဂ္ဂိုလ်တွေဗျာသူကမုတ်ထားတော့အယသမားတို့လူဗျာမှန်ပါသုဗ္ဗဗုဒ္ဓလူလူတို့တော့ဥက္ကမဘေကစာပါလိမ့်မလို့မြတ်ဘေကပါသိမလို့မြတ်အဲ့ပါပြီပါမလားသိပါပြီပါဗာလေးပေါ်လာကောင်ဟောဒီဓမ္မလေးပေါ်လို့ဓမ္မလေးပြက်တာတော့သိမှာပေါ့ဗျာအဲ့ဒါအဲ့ဒါလောက်နဲ့ပဲတခါတည်းမတ္တနာပြီးဒီကလာမတ္တပဲသောတာပန်ထိတာပဲမှန်ပါ6နာရပုဂ္ဂိုလ်လည်း6နာရင်မတ္တနဲ့သောတာပန်ထိတာပဲမှန် အဲ့ဒါသူတို့ကပါရမီရဲတော့တိမ်မို့လို့ခင်ဗျားတို့ကသုံးမနေနဲ့မွဲလိုက်တယ်လေတေလို့နူလိုက်တယ်လေရွှဲလို့ရဲတော့မဟုတ်ဘူးမှန်ပါပါရိမ့်မိပလားမှန်ပါပါရောနေတော်မနေဒီကာရမှန်လို့သာမှတ်လိုက်ပါမှန်ပါပါရှင်းရမလားရှင်းပါပါဒါကခင်ဗျားတို့ကနားရအောင်သူတို့ကရဲတော့ပြီသူကတော့ကိုမင်းမိခဲမိခဲကလည်းရေခဲဒီအိုမဲကိုရေရေဖုံးနေတယ်လို့ခင်ဗျားတို့ကကိုယ့်ကိုသိလျှော့ပြီမှန်ပါပါ ဟုတ်ကလားဥမဲရေခုံးနေတယ်ဆိုဘယ်တော့ရဲဦးမှာတော့ရဲပါဘူးဗျာသဘောပါလားဟုတ်ပါဘူးဒါဖြင့်ငရဓမ္မတို့ခမည်းတို့ရှော့တဲ့စကားကိုမသုံးနဲ့ဟုတ်ပါဘူးရှော့တဲ့စကားကိုမသုံးနဲ့ဓမ္မပေါ်လို့ဓမ္မပြတ်တာသိအောင်လို့ခမည်းတို့တို့လုံးကလည်းသဗ္ဗေဓမ္မအနတ္တလို့ဟောထားတယ်ဘုန်းကြီးရဲ့ဒီဥစ္စာတန်ကြာရှင်ပြောတာမဟုတ်ဘူးဟုတ်ပါဘူးသဗ္ဗေဓမ္မအနတ္တသဗ္ဗေဓမ္မအနိစ္စသဗ္ဗေသင်္ခါရအနိစ္စဘာဒီတဲ့သင်္ခါရတရားပေါ်ပြီးသင်္ခါရတရားပြတယ်ဟုတ်လား ဓမ္မပေါ်ပြီးတော့ဓမ္မပေါ်ဒါပဲရှိတယ်ဆိုတော့ဥက္ကမောနာမပေးနေဘူးလိုသေးလားလိုပါဘူးအဲ့တော့နာမပေးတာကတော့ပရိသတ်မီရပတ္တများစာရပုဂ္ဂိုလ်များမှသာပေးနိုင်တယ်ခင်ဗျားတို့ကနာမပေးမနေနဲ့အဲအခုဓမ္မအရေးတစ်ခုပေါ်လာပြီဒီဓမ္မအရေးမရှိဘူးနောက်ဓမ္မအရေးတစ်ခုပေါ်ပြန်တယ်ဒီဓမ္မအရေးမရှိဘူးဒါကိုခင်ဗျားတို့ကသိဖို့အရေးကြီးတယ်သဘောပါကြပါပါအဲ့တော့ဓမ္မပေါ်တယ်လို့သိရင်ယောနိသမဏေကာရဓမ္မမရှိဘူးလို့သိလို့ရှိရင်ဥပဒနာညာ ်ဒါဖြင့်ယောနိသောမနသိကာရနောက်ကဝိပဿနာဉာဏ်လိုက်ပါဓမ္မပေါ်လာတယ်လို့သိတာကယောနိသောမနသိကာရပုဂ္ဂိုလ်သတ္တဝါပေါ်လာတော့မှမဟုတ်ပဲဘူးဓမ္မလေးတစ်ခုတိုက်ဆိုင်လို့ရတယ်ရတဲ့ဓမ္မလေးပေါ်လာတယ်ကောင်းတယ်ကောင်းတဲ့ဓမ္မလေးပေါ်လာတယ်ယောနိသောမနသိကာရပဲစားခြင်းနဲ့စားခြင်းနဲ့ဓမ္မလေးပေါ်လာတယ်အင်းဒါလေးကပြတ်သွားပြီလို့သိလိုက်တဲ့အခါကျတော့ဝိပဿနာနောက်ကလိုက်လာ ။ဒါယောနိသမဏေကာရရှိလို့ရှိရင်ဥပဒနာကအတက်ဖြစ်တာပဲ။ယောနိသမဏေကာရရှိသွားကမတည့်ရင်ဥပဒနာကနောက်ကလိုက်လို့ကိုမရ။သဘောပါကြ။ဒါကြောင့်ကဓမ္မတွေအားငယ်ကြရရှိရလား။မရှိပါဘူးတဲ့။ဒါရင်ဒါဖြင့်ကိုယ့်ဟာကိုယ်ယနေ့ပြောကျင်တာကရဲရဲတင်းတင်းနဲ့တခါရပုဂ္ဂိုလ်တ attva မရှိတာဘူးဘုခန္ဓာထဲမှာမှွေနိုင်တယ်လို့မှွေပြီးတော့သိအောင်လုပ်ရမယ်။မှန်ပါပါ ဥက္ကမံသဘောကြ။ကြားပါဘူး။ဒုက္ခနိုင်ဒုက္ခနာထဲမှာမှုတယ်လို့ပြောပြပါဦးခင်ဗျာ။ငွေနဲ့တော့ငွေပြီးပုဂ္ဂိုလ်တ attva လုံးဝမရှိဘူးလို့ဆုံးဖြတ်ချနိုင်တော့လို့လို့ရှိရင်အဲ့ဒါသတ္တဗာအမြင်လို့သာမှတ်ပါ။မှန်ပါပါ။ပါရအငယ်ရရှိသေးတယ်မရှိပါဘူးမရှိတော့ဘူးဆိုလို့ဖြင့်တဲ့ဒါကဒိဋ္ဌိနဲ့ဝိသေကိစ္စပြုတ်ပြီးသားပုဂ္ဂိုလ်အမြင်ဟာဒီမြင်ပဲလို့ဘုရားကသေချာတောင်းခန္ဓာမှန်ပါပါ တပည့်ကြပါဘာပြုတ်တဲ့ပုဂ္ဂိုလ်ရင်မြင်နော်ဒိဋ္ဌိကဝိသိကပြုတ်တဲ့အဲဒိဋ္ဌိနဲ့ဝိသိကပြုတ်တဲ့ပုဂ္ဂိုလ်အမြင်နော်ဒီမြင်လာပြီလို့ရှိရင်ဒကာဓမ္မတို့အခုဒီကဲဒါဖြင့်သောတာပန်ပုဂ္ဂိုလ်သောတာပန်တည်ပြီးတဲ့ပုဂ္ဂိုလ်အမြင်သေးကြပြီနော်သိကြပါပြီသိကြတော့သူကနေပြီးဒီကာလမနေ့ကဘုန်းကြီးကဟောခဲ့မျက်နှောက်ကဖိုလိုက်တဲ့ဟေ့ဖိုနှစ်ပြင်သုံးပြင်လိုက်တဲ့တမျိုးပြောခဲ့မှန်ပါ ဝိပဿနာနောက်ကလည်းဖွလိုက်တယ်ဟေးမနေ့ကပြောထားခဲ့ပြောတယ်ဇကာဆက်ထားခဲ့တယ်ဇကာဓမ္မတွေသိပြီးသားဖြစ်ပါလိမ့်မယ်ဖြစ်ဘူးလားဖြစ်ပါတယ်မနောက်ကလည်းဖွလိုက်တယ်အဲ့ဒါတော့နှစ်ချိန်လုံးနေလိုက်ဝိပဿနာနောက်ကတော့ဖွလိုက်ဖွလိုက်အများကြီးလိုက်ဝိပဿနာနောက်ကတော့ဖွစိတ်တယ်အများကြီးလိုက်တယ်ဖွစောတယ်အများကြီးလိုက်ရှင်းပြီနော်ပြန်ပါမယ်မနောက်ကတော့ဘယ်နှစ်ချိန်လုံးနေမလိုက် အဲဥပဒနာနောက်ကတော့ဖို့အများကြီးလိုက်တယ်ဆိုတော့ဒကာဓမ္မတို့အမှန်တန်ရှင်းတော့ပါပြီတဲ့ဒါဖြင့်ဖူဝင်စားတဲ့အတိတ်ပဲလေးနည်းနည်းရှင်းပြပါမယ်နော်ကံခန္ဓာကိုယ်ကိုကြည့်ပါတဲ့ဒကာဓမ္မတို့ခန္ဓာကိုယ်ကြည့်လိုက်တဲ့အခါကျလို့ရှင်းဖြင့်သမ္မာတဲ့ပုဂ္ဂိုလ်မှာဓမ္မဖြစ်ဓမ္မပြတ်တာလေးတွေမတွေ့ဘူးလားတွေ့ပါဘူးအဲဓမ္မဖြစ်ဓမ္မပြတ်တာလေးတွေတွေ့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 နေတာက ကဲဥပအောင်စဉ်းစားတာဘ ᱹ ရုအမြင်တော့ဗျာသောတာပန်သောတာပန်ပုဂ္ဂိုလ်မှန်ပါသောတာပန်ပုဂ္ဂိုလ်ဆိုတော့သောတာပတိဖို့ပုဂ္ဂိုလ်ကိုဆိုသည်ရှင်းမင်းနော်သောတာပန်ပုဂ္ဂိုလ်ဆိုတာကသောတာပတိဖို့ပုဂ္ဂိုလ်သောတာပတိဖို့ပုဂ္ဂိုလ်ကိုဆိုသည်ကောင်းပြီအဲ့ဒီပုဂ္ဂိုလ်ကဓမ္မလေးတွေဖြစ်ပြီးဓမ္မလေးတွေပြတ်တာကိုမြင်တော့တယ်သူပါမြင်ပါလိမ့်မမလေးခန္ဓာကိုယ်ထဲမှာဓမ္မလေးတွေပြစ်လိုက်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  ဲ့ဒါသတ္တဗံပုဂ္ဂိုလ်မြင်နေတယ်မကင်မကင်နဲ့မြင်ပြီးဒီကာလနေတော့မြင်ပြီးဒီကာလဒါလေးနဲ့မြင်မြင်မြင်မှတ်တယ်နဲ့တခါလေတဲ့ဒီမြင်တာလေးတွေဟာဒကာဓမ္မတို့သောတပန်တိဝိဒဖြစ်နေတယ်ဗြဟ္မတော့ဒါမြင်သေးတာပဲသူကခဏပြောတဲ့၄ရက်နဲ့ပေါ့လေဗျာရေတဲ့နဲ့မြင်မလားမြင်ပါဘူးမြင်ရင်မြင်ရကနေပြီးဒီကာလသူကတော့ ဒဂရမရဒါဒုက္ခသစ္စာပဲဒါဒုက္ခသစ္စာကိုပိုင်ချတယ်သမှုရိယသစ္စာပဲတဲ့ဒါရင်မလာတော့ဘူးရှားဆိုဒုက္ခသစ္စာဒီဖြစ်တဲ့ချုပ်ပြီးနိရောဓသစ္စာကုသွားတာမှန်လားနိရောဓသစ္စာကုသွားတော့ဖြစ်ပြကနေပြီးမမကပါနဲ့ကုသွားဒဂရမရဘယ်လိုကုပါလဲဖြစ်ပြကနေပြီးဒုက္ခသစ္စာပိုင်ချာနိရောဓသစ္စာမျက်မှောက်ပြုဒီလိုမလာတော့ဘူးသမှုရိယသစ္စာပဲဒီလိုမလာတော့ဘူးမှန်လားသစ္စာလေးရတဲ့နဲ့မလာတော့ဘူးဒါကြတဲ့ ဒုက္ခတစ္ဆာလည်းချုပ်ပြီးနေရတဲ့တစ္ဆာပေါ်လာတာပဲ။သဘောကျ။ကျပါဘူး။ဒုက္ခတစ္ဆာချုပ်ပြီးတော့ရပါဘူး။ကောင်းပြီ။ဒုက္ခနေရတာပေါ်လာ၊ဒါနေရတဲ့တစ္ဆာဒီကဖူစောတွေပေါ့ဗျာ။ဥပဒနာချုပ်သွားပြီ။ဥပဒနာနောက်ကဗာလိုက်လား။ဖူလိုက်ပါဘူး။ဖူလိုက်လားမလုံးဝမပါဘူး။ဟုတ်။ဥပဒနာမလုံးဝမပါဘူး။ဟုတ်ပါတယ်နော်။ဒါပြန်ဖူပဲဖူဒီကားလည်းဆိုလို့ရှိရင်ဒကာဓမ္မတို့ ဘာမှသူနဲ့တဲ့နေတော့ဆိုတော့အိုးဒုက္ခချုပ်တဲ့နိဗ္ဗာန်နဲ့တဲ့နေတယ်ဟုတ်တယ်ပထမဘုံနဲ့လည်းတဲ့ပထမဘုံချုပ်တော့ပြန်ဒုတိယဘုံနဲ့တဲ့နေတာပါပါပါအဲနိဗ္ဗာန်ကအမြဲပေါ့ဗျာမြဲပါဘူးဖိုးကတော့အလှဲ့နေဆွနိုင်မလားဆွနိုင်ပါဘူးဒါနဲ့ဘုရားကနိဗ္ဗာန်ံဖလတ်တာအဲဒုဒုတိယလည်းနိဗ္ဗာန်ံဖလတ်တာမလားဘူးလားနောက်တတိယရောနိဗ္ဗာန်ံနိဗ္ဗာန်ညတွေ့နေဒါဖြင့်နိဗ္ဗာန်ဘယ်လောက်ကြောင်တွေ့နိုင်ကြုံလို့ပြောလို့ရှိရင်အေးတော့မရှိဘူးဟုတ် သွားကြရပါပြီ။နိဗ္ဗာန်ကတော့တွေ့ရမှာ။အယူအဆမရှိအောင်တွေ့လို့ရှိရင်ဖြင့်တဲ့ဒကာဓမ္မတို့ကနိဗ္ဗာန်ဒီသဘောဓမ္မဘဝင်စားတာလို့တော့မှတ်လိုက်ပြီ။မှန်ပါဘူး။ဖူစိတ်နေနေတော့တာ။မှန်ပါ။ရှင်းပြီနော်။ရှင်းပါပြီ။ကောင်းပြီ။နိဗ္ဗာန်ကဘုရားရှင်မတော်ကြအောင်သူ။အာ။